ငငယ်တော့ဘလောက်ပဲအဲက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 ဲဘလောက်ပဲပြောခဲ့ပြောခဲ့ကြအသက်အရွယ်တစ်ခုရောက်လို့ရှိရင်ကိုယ့်ရဲ့မိသားစုလေးမှာအိမ်ပြန်လို့ရှိရင်အဲကျွန်တော်တို့အမောပြေလေးပေါ့ဗျာကိုယ့်အိမ်မှာအေးချမ်းလေးနေနေတဲ့စိတ်လေးတစ်ခုတော့ဒါကျွန်တော်ယောက်ျားလေးအတိုင်းမှာတော့ရှိကြရဗျာအသက်အရွယ်ရလာယောက်ျားလေးရတော့ကိုရှိလာတာပေါ့ဆိုတော့ကျွန်တော်လည်းအသက်အရွယ်လေးအသက်အရွယ်လေးရလာတော့အဲအဲ့လိုလေးဖြစ်လာတာပေါ့ကျွန်တော် စိတ်လေးကပြောင်းပြောင်းလာတာပေါ့ဟုတ်ပါဘူး အဲအမောပြေပြောကျွန်တော်ကသားလေးတွေတမီးလေးတွေကျွန်တော်အဲ့လိုခွေးလေးတွေအဲကျွန်တော်ကျွန်တော်အမေလေးအဲကျွန်တော်ရဲ့ချစ်ရတဲ့ပါတနာနဲ့အဲကျွန်တော်မိသားစုလေးနဲ့အဲကျွန်တော်မိဘရဲ့နဲ့ကျွန်တော်ကလေးနဲ့ကျွန်တော်ရဲ့အဲ့လိုပရိသတ်လေးနဲ့အဲ့လိုလေးနေရတဲ့ live ပို့တော့နောက်ပိုင်းကတော့ပို့ပြီးတော့အဲ့ဒါလေးကပို့ပြီးတော့ခုံမင်းမကောင်းတယ်လေအဲ့ဒါလေးကဟုတ်အာပို့တဲ့ဥက္ကိုအတွက်အများကြီးဝမ်းသာပါတယ်ကိုယ်လည်းယူပါပါတယ်အာဒီတမကလည်း ာကျွန်တော်တို့အများကြီးအများကြီးထပ်ပြီးတော့စီးပွားရေးလောကမှာပါအောင်ပါလေလို့စေတောင်းပေးနေပါတယ်ခင်ဗျာလူ့ကိုယ်ရေးလောကတော့မိမိသားဖြစ်နေတယ်ဒီစီးပွားရေးလောကကိုဝင်လာပြီဆိုတော့စီးပွားရေးလောကမှာလည်းဆရာကြီးဖြစ်ပါလိမ့်စေတောင်းပေးပါကြာပါပြီကိုတုံးနေရလीအဲကိုတုံးနေကကျွန်တော်တို့ MRD ကိုစပြီးတော့အဲစပြီးလှုပ်လှုပ်ထဲကအကိုနဲ့တွဲပြီးတော့လုပ်ဖြစ်တယ်ပြီးတော့အကိုနဲ့ ဟိုရိုက်ရလဲအဆင်ပြေတယ်။နောက်ပြီးတော့ကျွန်တော်တို့ကဒီရိုက်ကူးရေးအပြင်ပါမှာလဲဒါရင်းနှီးမှုဒါအရှိရပါတော့။အပြင်နေမှာလဲမကြာခဏဆိုလို့ကျွန်တော်တို့တွေ့ပြပါတယ်။အကျွန်တော်တို့ကိုင်းကြီးတို့ကိုတက်ဦးတို့ဝင်းမန်တို့လည်းခဏခဏတော့တွေ့ပြပါတယ်ခင်ဗျာ။ဟုတ်ကဲ့။ဟိုအကွာ easy ဖြစ်သွားပြီလေ။ပုံစံလိုက်လို့ရပါတယ်။ကိုတက်ဦးရေးစီစဉ်ပေးပါဦး။ကိုယ်တော်ကြီးအင်္ဂလိပ်ဝေခြင်းလို့ကိုတော်ကြီးအင်္ဂလိပ်ရောင်းခြင်းလို့အဲလိုလုပ်လို့ရပါတယ်ဆိုတော့ကိုယ့်ရဲ့ ယင်းဒီရဲ့အကိုတယောက်ကအခုလိုလေးလုပ်တဲ့အတွက်ကျွန်တော်တို့ကလည်းအဲဒီကဏ္ဍမှာဆိုတော့ယုံကြည်စိတ်ချလို့ရသွားပြီပေါ့ဗျာဟုတ်ကဲ့အော်ဟုတ်ကဲ့ဟိုအားတိုင်းတော့သွားဖြစ်ပါတယ်ခင်ဗျာအဲနောက်ပိုင်းကြီးလာတော့အဲဟိုနည်းနည်းလေးတော့နှီးသွားတယ်ပေါ့ငငယ်တော့ကျတော့ပို့ပြီးတော့အတစ်ဖြစ်ပြီးတော့ဟိုငယ်လေးငယ်တယ်ဘာမှလည်းစဉ်းစားဆရာမလိုပဲအချိန်ကြတော့သွားဖြစ်တယ်နောက်ပိုင်းကျတော့အဲအခုလဲဟိုမသွားဘူးတော့မဟုတ်ဘူးတလောက်ကိုအနည်းဆုံးတော့တစ်ခေါက်တော့ခကြီးကသွားဖြစ်တယ် အလုံးနဲ့ဖြစ်ဖြစ်အလုံးအလုံးနဲ့သွားရင်လည်းအာသာပြေသွားတာပေါ့နော်ထပ်ပြီးတော့ကိုထွက်ကြအောင်အလုံးနဲ့မသွားရင်လည်းကွက်ကိုသွားပြစ်တာမျိုးရှိပါတယ်အဲနောက်ပိုင်းတော့ဟိုငယ်တုန်းပဲခီးတရားလည်းသွားထားတာလေကျွန်တော်ကြီးလာရင်ကျွန်တော်တို့အရင်သိတာလားအရင်လွန်ခဲ့တဲ့အဲအနှစ်တွေနဲ့အခုဆိုလို့ရှိရင်တိတ်မလုံနိုင်တော့အဲ့လိုလေကြီးစိတ်ဝင်လာလို့လားမသိဘူးအဲ့လိုပြင်းမှန်းလာပြင်းမှန်းလွယ်လာတာကြီးကျမရရလည်းမကောင်းတာလားပါလာတော့မသိဆိုတော့ အဲ့လိုပဲငငယ်ရက်သွားခဲ့ရတာဒီနောက်အခုလည်းသွားနေရပါဒီထက်ကြီးလာရင်တော့ပို့ပြီးတော့ဟိုခိန်ထဲမှာပဲနေရင်သိတယ်ပိုများလာမယ်လေအဲ့တော့အခုလည်းကတော့အဲ့လိုသွားသွားရတာပေါ့ဟုတ်ထပ်သွားခြင်းနိုင်ငံလေးရှိသေးလားအားထုတ်သွားမှာသွားသွားခြင်းမှာသွားမင်းဟိုင်းဒါဆိုတော့အဲ့လိုကျွန်တော်တို့ဟိုကျွန်တော် live တစ်ခုမှာ stable ဖြစ်ဖို့အတွက်ကို အဲစေပဲပြောကြတော့ကိုနေတဲ့အိမ်တို့ကိုနေတဲ့ကားတို့ကိုစီးရဲ့ကားတို့အဲ့လိုကိုရဲ့ invest လုပ်ရမယ့်အလုပ်တွေပေါ်မှာပို့ပြီးတော့အရင်လိုမျိုးဟိုပုံငွေရလာတိုင်းအဲ့လိုအရင်ကတော့အမေနေရလေအမေကျွေးရစားရလေကိုရှာတဲ့ပတ်စံကိုအမေကိုပေးတယ်အဲကိုရဲ့ပတ်စံကိုဟိုကအကုန်သုံးပြစ်တာလေ တော့အဲ့ဒါကအသက်အရွယ်တစ်ခုရလာတဲ့အချိန်ကျတော့ကိုမိသားစုတစ်ခုတီထောင်လာတော့မယ်နားတော့မယ်ဆိုတော့အဲ့အတွက်ကိုပြင်အဲပြင်ဆင်ရမယ့်အနေအထားတစ်ခုဖြစ်လာရတော့ကြောင်းလို့အဲကိုနေရမယ်မိဘရင်ကလွဲပြီးတော့ကိုပိုင်မဲ့အိမ်အဲကိုပိုင်မဲ့ကားအဲ့ဒါကြီးတော့ပို့ပြီးတော့အာရုံစိုက်လာတာပေါ့နော်အရင်လိုတော့ညမှာတသိန်းရတသိန်းကြာအဲ့လိုခီးထွက်လိုက်မယ်နှစ်သိန်းရတသိန်းခီးထွက်လိုက်မယ်အဲ့လိုတော့ လုပ်လို့မရတော့နည်းနည်းလေးချင့်ကျင်လာတာပေါ့ဗျာဟုတ်စုစုနေတာဘယ်လိုလဲဖြစ်သွားပြီအော်အဲ့လိုတော့မဟုတ်ပါဘူးအဲ့လိုစုနေဆိုတော့လေဟိုအကြီးထင်နေလို့ပဲအဲ့လိုအဲ့အတွေးလေးရှိလာတယ်ကိုပြောတော့ဟုတ်ပါဘူးဟုတ်ဟုတ်အတက်ရတကူရောက်လာရင်တော့ဒါပြူပြူရမှာပဲလေညီမတို့လည်းပြူရမှာပဲဒါညီမတို့ကကံကောင်းတာပေါ့ဟိုအားကိုးလို့ရတယ်လေယောက်ျားလေးကြတော့အားကိုးလို့မရအဲအားကိုးခံရတဲ့လူတွေလေအဲအားကြောင့်လို့ ယောက်ျားလေးကြတော့ပို့ပြီးတော့ဝင်များတာပေါ့လေဟုတ်အဲ့ဒါလုံးမယ်ဆိုရယ်စိတ်ကူတော့ရှိတော့ဘူးဩဒါဟိုကံပါပဲကံပဲဟိုကတော့ထိတ်ကြီးလည်းပြောင်းနေပြီဆိုတော့လူမျိုးကြီးစင်းနေတော့ဝင်နေပြီလားမသိဘူးဟုတ်မယ်ချင်ရောက်ရင်ဘယ်လိုမျိုးပေါ့ကိုမန်းလားဟုတ်ကဲ့ဆိုတော့အဲ့လိုအဲ့လိုမှန်းထားတာမျိုးဆိုတာထက်လေအဲ့လိုမှန်းထားတဲ့ဟာရတဲ့စောပြီးလည်းဖြစ်သွားနိုင်တယ်လို့အဲ့လိုကိုနောက်မှန်းထားရတာနောက်ကျပြီးမှလည်းဖြစ်သွားနိုင်တယ်ဆိုတော့ အဲ့လိုအသက်အရွယ်တစ်ခုပေါ့နော်အဲ့လိုပြုလို့ရတဲ့ကျွန်တော်ကျွန်တော်ကျွန်တော်ရဲ့အဲတူတဲ့ဟိုပုံပြကားခံစားချက်ကတော့အိမ်တော်ပြုခြင်းကဟိုအသက်အရွယ်မှာတော့ဒီအသက်အရွယ်မှာကိုယ်ပြုခြင်းနေဆိုရင်ကို့မှာသူသူသူများရဲ့အဲသားသမီးကိုတာဝန်ယူနိုင်တဲ့အခြေအနေရှိနေလို့ရှင်တော့ယူလို့မရဘူးဆိုတော့အဲ့ဒီအခြေအနေလေးရှိနေရင်တော့အဲဟုတ်ငယ်ငယ်လေးလည်းယူလို့ရတယ်ကြီးမှလည်းယူလို့ရတယ်ဆိုတော့ အဲအဲ့လိုကတ်တက်ထားရတော့မရှိပါဘူးအဓိကတော့အဲ့အချိန်နဲ့တစ်ခုတိဆောက်ပြီးမှတော့ဒီတော့ကောင်းပြီပါအချိန်တစ်ခုဆောင်တော့ဘယ်လိုကောင်းလဲအေးနဲ့ကာဘယ်လိုမျိုးလေးလဲကိုအဲ့အဲ့ပေါ်အဲ့ပေါ်အဒီအဓိကတော့ကိုနဲ့လက်တွဲမဲ့လက်တွဲပေါ်မှာအဲသူတို့မိပါရဘယ်လိုထားနေလဲပေါ့အဲ့ထက်အရန်တောင်မထားနိုင်ဘူးဆိုရင်တော့မှตายแล้วก้าวเลยจ้ะไอ้แค่ไม่ย่ออ๋องท่าอ่ะรออกางสงเหมือนบ่ตาตุนยาตาตะมีก็ตาวินย่อมาสิ ဆိုတော့အဲ့လိုအခြေအနေမျိုးကိုဆိုလိုတာပေါ့နောက်ပိုင်းကကျွန်တော်ကျွန်တော်ထက်ကြီးရဲ့လူတွေနဲ့ပေါင်းပြစ်တာများပါတယ်အဲ့ဒါဆိုအကိုကြီးရဲ့အဲမိသားစုဘဝတွေသူတို့တွေလှူရှားနေရကြတယ်အဲသူတို့တွေရဲ့ပုံစံလေးတွေကြည့်ပြီးတော့ကိုလေးမျက်လို့လာတယ်ညာဆိုတော့အော်အဲ့လိုတွေးလေးဝင်လာတာပေါ့လေနောက်အသက်ရွယ်တစ်ခုလည်းရောက်လာပြီဆိုတော့အဲမိသားစုတစ်ခုဆိုတာကဖြစ်လာမှာပဲလေကျွန်တော်ငယ်ငယ်တုန်းကဘလောက်ပဲအဲက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 ဲဘလောက်ပဲ ြောခဲ့ပြောခဲ့ကြအသက်ရွယ်တကူရောက်လို့ရှင်ကိုယ့်ရဲ့မိသားစုလေးမှာအိမ်ပြန်လို့ရှင်ကျွန်တော်တို့အမောပြေလေးပေါ့ဗျာကိုယ့်အိမ်မှာအေးချမ်းလေးနေနေတဲ့စိတ်လေးတကူတော့ဒါကျွန်တော်ယောက်ျားလေးအတိုင်းမှာတော့ရှိကြရပါဗျာအသက်ရွယ်ရလာယောက်ျားလေးရောပိုရှိလာတာပေါ့ဆိုတော့ကျွန်တော်လည်းအသက်ရွယ်လေးအသက်ရွယ်လေးရလာတော့ အဲအဲ့လိုလေးဖြစ်လာတာပေါ့ကျွန်တော်စိတ်လေးကပြောင်းပြောင်းလာတာပေါ့ဟုတ်မောပြေလေးတွေလားအဲအော်မောပြေပြောကျွန်တော်ကသားလေးတွေတမီလေးတွေကျွန်တော်အဲ့လိုသွေးလေးတွေအဲကျွန်တော်ကျွန်တော်အမေလေးအဲကျွန်တော်ရဲ့ချစ်ရတဲ့အဲပါတနာနဲ့အဲကျွန်တော်မိသားစုလေးနဲ့အဲကျွန်တော်မိဘရဲ့နဲ့ကျွန်တော်ကလေးနဲ့ကျွန်တော်ရဲ့အဲ့လိုပရိသတ်လေးနဲ့အဲ့လိုလေးနေရတဲ့ live ပို့တော့နောက်ပိုင်းကတော့ပို့ပြီးတော့အဲ့ဒါလေးကပို့ပြီးတော့ခုံမင်းမကောင်းတယ်လေအဲ့ဒါလေးဟုတ်မင်းနဲ့စင်ကြည်တဲ့ချိန်မှဖြစ်ပေါ်တော့လို့နေတယ်ဟမ်အဖြေရမှာပေါ့ မေနဲ့ပြရမယ်အမေနဲ့ဟိုအဓိကတော့အဓိကတော့ main ပါပဲအဲ့ဒါအဲ့ဒါက main ရလေအဲ့လိုအဲဟိုတော့ဒီဒီဒီအဒီဒီနှစ်ခုကိုဆက်ပေးမယ်တရားလေးကကောင်းနေပုံလေးလို့တော့အဲကျွန်တော်တို့ကျွန်တော်တို့ဒီချွေးချွေးမနဲ့ရောက်မှတဲ့ဘုရားလေအလေကအဲကာယကရှင်ကျွန်တော်တို့ကပို့ပြီးတော့အရေးကြီးတယ်လေအဲ့ဒီတရားလေးဒါကောင်းနေမယ်ဆိုလို့ကျွန်တော်ရဲ့ဆက်ဆက်သွင်းလို့ရတယ်ဒါကကောင်းနေမှာပေါ့အဲအမြဲတမ်းတော့ဟိုတစ်ဖက်ဆောင်းနေဘယ်ရာမှဖြစ်လို့မရဘူးလေအဲဘယ်လို လိုပြောမလဲအလေလက်လေးပဲပေါ့နော်အားလုံးဖြိနိုင်ပြီးတော့လို့သွားရင်တော့အဆင်ပြေမှာပါအဲ့လိုမျိုးကိုကိုလိုကိုကလည်းအာဟိုအကိုကိုရဲ့အင်ဂျင်နီယာဘက်ကပါမယ်ဆိုတာမျိုးလည်းမဟုတ်ကိုမိဘက်ကပါမယ်ဆိုတာလည်းမဟုတ်အဲကဲဖြစ်တည်လာတဲ့ကိစ္စရဲ့ပုံမှာအဲ့လိုတုံးသက်ပြီးတော့အဲ့လိုဖြိနိုင်တာမျိုးဆိုရင်တော့အဆင်ပြေလောက်ပါတယ်ခေါ့အကြီးအကြီးတွေပြောနေလို့ဖြစ်နေတာပါဟုတ်တယ်ဟုတ်ကျိုးအဲ့ဟောတယ်ငါပါပြောနေရတယ်ဟုတ်တယ်ရန်ကြီးရယ် sorry ကျော် အဲ့လိုတော့မဟုတ်ပါဘူးဟိုကျွန်တော်အအစောကြီးတည်းကတော့အဲ့လိုနည်းနည်းလေးအဲ့လိုတွေးတွေးတာပေါ့နော်ဒါပေမဲ့တွေးတာတွေးတာပဲကလေးစိတ်ကတော့မပြောက်သေးဘူးလို့ပြောတာကလေးစိတ်မပြောက်ဘူးအဲ့ဟာလေအဲအဲ့လိုကျွန်တော်ကလေးသေးမထိန်းရမယ်လို့ရှာအဲရှိလာမှာပေါ့ဗျာဟုတ်ကဲ့